မင်္ဂလာပါဒီနေ့ဘာတွေကြုံတွေ့ခဲ့လဲစိတ်နေပြမဲ့အကြောင်းအရာလေးတစ်ခုကဘာလဲဆိုရင်မွေးရဲ့မြေတို့ရောက်တဲ့အခါမှာထူးဆန်းတဲ့အဖြစ်ပြက်လေးတစ်ခုအဲ့ဒီဖြစ်ပြက်လေးတစ်ခုကိုပြောပြမယ်အဲ့ဒီဖြစ်ပြက်ကဘာလဲဆိုရင် ်ညညာဘက်အဲ့လိုရှိရင်အိမ်တယ်မှာသူမအိမ်နိုင်ဘူးအိမ်တယ်မှာသူမအိမ်နိုင်ဘူးအဲ့ဒါဘယ်မှာတအိမ်နေလဲရွာရောက်တဲ့အခါကျတော့ရွာတလဲရွာတလဲတဲ့အခါကျတော့လူတယောက်ကအကူညီတောင်းတယ်ဘာအကူညီတောင်းလဲဆိုရင်နေမကောင်းတဲ့လူနာတယောက်ရှိတယ်အဲ့ဒါတစ်ချက်ကြည့်ပြီး တစ်ချက်ကြည့်ပြီးတဲ့အခါမှာသူပြောတဲ့ပုံစံကဘာလဲဆိုရင်ညညာကြရင်အဲ့ဒီလူနာကအိမ်ထဲမှာမအိပ်ဘူးမိုးချောက်ရင်စောင်းတွေခေါင်းအုံးတွေကိုဖတ်ပြီးတော့လေငါ့ကိုခေါ်နေပြီငါအပြင်းသွားမှဖြစ်မယ်ငါအแทမှာအဲ့လိုမရဘူး အဲ့ဒါမျိုးတွေကဘယ်ချိန်ဖြစ်လဲဆိုရင်ဒီညစတဲ့ထိုးပြီးရင်ဖြစ်လာတယ်ညလဲလောက်ဆိုရင်တဲ့ဖြစ်လာတယ်နှစ်ရက်တစ်ချိန်သုံးရက်တစ်ချိန်အမျိုးတွေဖြစ်လာတယ်ဒါမဲ့ယောဂဝေဒနာကိုအဖြေရှာလို့မရအောင်ဒီစေကန်းနေပါတယ်တော့ယောဂဖြေရှာလို့မရတဲ့အခါကျတော့ ဘာသပြည့်မြင့်မိလဲဆိုတော့တချီတဲ့ခါမှာအော်သူရဲ့ဘေးမှာဘာလို့နှောက်ရှက်နေလဲလို့တပြည့်မြင့်မိတယ်အဲ့ဒီကိစ္စမဖြစ်ခင်အော်ပြည့်ရလိုက်လိုက်ခဲ့မယ်လေတချီပြင်မယ်တချီပြင်မယ်ခါကျတော့သူ့အဲ့ရဲ့အဝင်ဝါမှာပဲ ။ဩအကောင်တကောင်ကြီးကလေအကြီးကြီးဟိုဘာကောင်လည်းမသိပါဘူးလေမဲမဲကြီးပါလေလေးဘတ်ထောက်ကုန်ရော့အမီးကလည်းဒိုးချာလိုမျိုးဘဲတဲ့အင်းနေလဲနနာဘဝတကောင်ဖြစ်မှာပေါ့လေကိုဘရာကိုဝင်သွားတဲ့ကိုဘရာကိုဝင်သွားတဲ့ခါကျတော့ အထဲရမဲ့ခါကျတော့လူနာကိုချိလိုက်တာအေးအေးစစ်စစ်ပါပဲသူနေနေတယ်ပုံမှန်လေးနေနေတယ်ဒါမဲ့အသက်ကလည်းကြီးပြီဆိုတော့အေးဒီယောဂအကြဘာလဲပေါ့ဘာလဲဆိုတော့စမ်းစစ်ကြည့်တော့ဖြေတစ်ခုကထပ်လာတယ်ဘာဖြေလဲဆိုရင်ငငယ်ကတော့က ခြံစည်းကိုခတ်လို့ရှိရင်ဒီတို့ဒီခြံစည်းကိုသွားခိုးရတယ်မြေကိုတပေခိုးရတယ်ကိုကဓာတ်အိမ်ဒီဓာတ်အိမ်ဆိုတော့လမ်းမဘက်ကိုမြေကြီးခိုးတယ်တပေခိုးတယ်သွားခိုးတယ်တလမခိုးတယ်အဲ့ဒါလေမြေခိုးတာပဲဟိုခိုးနည်းမျိုးမျိုးတဲမှာမြေခိုးတဲ့လူရဲ့ဝတ်ကျွေး အဲ့ဒီမြေခိုးခဲ့တဲ့တံကလမ်းမြေခိုးတဲ့တံကမြေဖောက်လူကသူ့ခေါ်တာအချိန်နဲ့သူ့ကန်ကြီးလဲပေးဆက်ရမယ်အသက်ကသူ့ရဲ့ကန်ကြီးလဲရလို့ဖြစ်မယ်အဲ့ဒါမြေဖောက်လူကသူ့ကိုခေါ်တာနည်းနည်းဆိုအပြင်မှာထားအဲ့ရတယ်ဝတ်ချွေဝတ်ချွေကြီးပုံနော်ခြံနာနေပလိစီအော်အဲ့ဒါကိုဒူနာက မြေခိုးလို့တပြောပြင်လဲကိုယ်တော့ကအစင်မပြေအစင်ပြေတဲ့ခါကျတော့မာယာပရိယေတုံးရတော့မယ်မုဒ္ဒာမပလင်္ကာမချောဆိုတော့အဲ့ဒါဘာလို့လဲဆိုရင်ဘုံကြီးချောင်းကိုသွားဒီအိမ်ချမ်းမြေခံရင်ဘက်ကနေမြေတစောက်ယူ အဲ့ဒီမြေကိုဘုံကြီးကိုလှူလှူပြီးရင်ကိုကပတ်စံနဲ့ပြန်ဝဲဒါမဲ့ပုံမှန်ကဖရာတပည့်တော်ဒီလမ်းမြေကိုမတိစိတ်ဖြစ်ခိုးယူခဲ့ပါတယ်ဝန်ခံရမယ်အဲ့တော့ဆိုရင်သူပြန်ဝဲလာတဲ့မြေဒီဘုံကြီးကြောင်းကမြေဖြစ်တဲ့အတွက်တုတ်တဲ့အကန့်ကြီးဝှကျေကောက်ဝါမယ် ြောချင်တဲ့အဓိပ္ပာယ်ကတခါလေးကျရင်ဒုံမသိတဲ့စိတ်ကမသိတဲ့လို့ပဲလုပ်လေတယ်။ဒါမဲ့တခိုးဖြစ်နေမှမသိတာ။အဲ့တော့ဝင်သွားတဲ့ခါကျတော့သူ့အိမ်ရှိမှထိုင်ဆောင်နေတာကကုန်းကုန်းကွကွနဲ့က။အော်မြေဖောက်ဘလူမဟုတ်ရင်ဒီလမ်းမြေကိုဆောက်တဲ့နာနာဘဝလားမချွတ်မလွတ်ဆိုတာ။ အဲ့ဒီကအေးမြင့်မိပါလားသူခေါ်နေတာညဉ့်ညံဖက်စင်လीညဉ့်ညံဖက်စင်သူခေါ်နေတယ်သူခေါ်လို့အပြင်မှာထွက်အရတဲလဲဝွကျွေကြီးပါလားလို့သူအေးမိပြီးတော့အလုပ်လဲပြီးတော့ပြန်လာခဲ့တယ်အားလုံးကြမ်းပါစေချမ်းသာပါစေဒီကိစ္စတွေပြောတာကကိုစောင်းလည်းမဟုတ်ဘူးဘဝရဲ့အသွေးအကြုံကိုပြောပြတာအဲ့တော့ ပရိတ်တည်းဘလို့ထင်မြင်ထင်ကြီးရှိတဲ့ရည်ခဲလို့ရတယ်။အိုးတချို့ရှိတယ်နော်။ကိုရောမပါပဲနဲ့ဝင်ဆဲတဲ့လူတွေလည်းကြီးစုတင်ပါတယ်။ဆဲချင်တဲ့ဖုံးတစ်ပဲယူပြီးဆဲပါ။အရန်ချစ်လို့ပြောပြရတာ။